crime နဲ့ပတ်သက်တဲ့ခါတွေဆိုပို့ပြီးတော့ထည့်ရတာပေါ့ဟိုဒါဘလို့ဖြစ်သွားတာလဲဘလို့တက်တာလဲပါလဲညာအဲ့လိုမျိုးမျိုးတွေပါကိုညီမလေးဟုတ်ကဲ့မကိုရီဟယ်လိုညီမလေးဖီတစ်ဖက်သက်ပြောနေသူပြောတာပါဟာငါတစ်ဖက်သက်ပြောနေတာမို့ဒီသူဘက်ကဘလူးဆိုင်တီးလာတော့ငါဘက်ကဘလူးကောက်ဝက်ပြန်ကားပြန်မင်းကိုအဆင်ပြေလားမြန်ငါကိုစိတ်ကုန်ပြီလားဘလူးလို့စိတ်ကုန်ပါလေဟာဘယ်ချိန်ဖြစ်ဖြစ်ကိုစောင့်မှာ ซ่าซ่าချင်းရှိတယ်ကွာပုံပဲ့သွားတော့ရမ်းစွာတော့ကြောက်ကြောက်ကြောက်ကျွန်တော်ဒီထဲမှာပါတဲ့ character အဓိကတော့အကူတယောက်ပေါ့နော်။ညီမလေးညီမတယောက်ကိုချစ်တဲ့အကူတယောက်ပုံစံနဲ့ပါတာဆိုတော့ကျွန်တော်တခက်ခက်ခဲတော့မဟုတ်ဘူး။အာဒီအဲဆိုရင်တော့မရအားစုလိုက်တာတော့ပေါ့တော့ပေါ့နော်။အဲ့လိုဖြီးဟိုအဲ့လိုမျိုးအဖြီးပါတာလဲ အဆင်ပြေပါတယ်ဒါပေမဲ့အဖြစ်မပိုင်လဲဒါတော့ဇက်ကောင်ကြီးကလောက်ရမယ်ဆိုတော့လေသဘောကျပါအဲကျွန်တော်ရင်းကမှာကျွန်တော်ဝေဖြူဆိုတဲ့ဇက်ကောင်ပေါ့နော်အဲအဲ့ character လေးနဲ့ပတ်ဝန်းထားတယ်ဒီကားကကျွန်တော်တို့ suspense crime drama မျိုးစားလေးပေါ့ဟုတ် ောက်ကာရိုက်တာကကျတော့အဓိကတော့ဒီမော်တမား၂ယောက်ဇလံပေါ့နော်ကျွန်တော်ရဲ့စုတက်ထက်ကျော်ရဲ့ကအမော်တမား၂ယောက်ကျွန်တော်ကအကူကြီးဆိုတော့အမော်တမား၂ယောက်အတန်ရောစဉ်ကနံပါတ်၈မေတ္တာပုံစံလေးလည်းပါမယ်ပြီးတော့ဒီဒီမှာအဖရိုင်းပုံစံလေးဆိုတော့စုဝင်လာကြတဲ့အကြောင်းလေးလည်းပေါ့အဲအဲ့ပေါ့ဒီမော်တမား၂ယောက်ဇလံလေးလည်းပါမယ်အဓိကတော့ဒါမှုကင်းအဲအဲ့လိုမျိုးပုံစံလေးကိုတာပေးလိုက်တာဆိုတော့ဟုတ်ကဲ့အာဆက်ပြီးတော့ တီရှူးကြံလို့အဲ့လိုမျိုးကျွန်တော်တို့ဇလက်အပိုင်းတစ်ပိုင်းရအဆုံးမှာ click hang out လို့ခေါ်တဲ့ဟာလေးတွေအများနဲ့ထည့်ရတယ်ပေါ့နော်အဲ့ဒါတော့ series တိုင်းလို့လို့မှာပါတယ်အဲနောက်တစ်ပိုင်းမှာ bar set ဖြစ်မလဲဆိုတော့သိကြရအောင်ထည့်ရတဲ့ဟာလေးတွေရှိတယ်အခုလိုမျိုးဒီလို crime နဲ့ပတ်သက်တဲ့ခါလေးဆိုပို့ပြီးတော့ထည့်ရတာပေါ့ဟိုဒါဘယ်လိုဖြစ်သွားရလဲဘယ်လိုတတ်တာလဲပါလဲညာအဲ့လိုမျိုးမျိုးတွေပါမှာပေါ့ကျွန်တော်ဒီတည်းမှာပါတဲ့ character အဓိကတော့အကူတစ်ယောက်ပေါ့နော်ညီမလေးညီမတစ်ယောက်ကိုချစ်တဲ့အကူတစ်ယောက်ပုံစံနဲ့ပါတာဆိုတော့ အာဆင်ပြေပါတယ်အရင်တော့ကျွန်တော်တက်ခက်ခဲတော့မဟုတ်ဘူးအာဒီဝက်ပြိုးဆိုတဲ့စက်ကောင်လေးကလည်းရေကူးတဲ့ချိန်မှာလည်းကြောက်ကြတယ်နှစ်သက်ပါဖြီးပါလားရှိတယ်ဖြီးပါပါလားရှိတယ်ကိုကိုနဲ့ဆိုတော့အဲ့လိုကိုနေရိုက်ပြီးဆိုလို့ရှိရင်ဘယ်လိုပုံစံမျိုးလေးကိုမဆက်အဲဆိုရင်တော့မရအားစုလိုက်တာတော့ကောင်းတော့နော်အဲ့လိုဖြီးဟိုအဲ့လိုမျိုးအဖြီးပါတာလည်းအဆင်ပြေပါတယ်ဒါပေမဲ့အဖြီးမပါရင်လည်းဒါကတော့စက်ကောင်လေးကလောက်ရမယ်ဆိုတော့လည်းသဘောကျပါတယ် ကိုယ့်ရဲ့အပြင်ကိုင်းတာလဲဆိုရင်တော့လုံးဝကွဲထက်မှန်းတယ်အဲ့ပေါ့ဟိုဒါတော့ကျွန်တော်တေးဥဆောင်လောက်ရတယ်ဆိုတော့ဒီဇက်ကောင်ပုံပဲဟူတည်ပြီးတော့အာပြပြအောင်တော့လုပ်အဲ့ပေါ့အဲ့လိုမျိုးလည်းရှိပါတယ်ဒါမဲ့ဟိုကျွန်တော်တကယ်ချင်းအရင်ကြီးတွေတော့ပြောရတော့သူတို့ကရည်မှာပေါ့ဩဖေးတာပေါ့အဲ့လိုမျိုးတော့ဖြစ်မှာပေါ့အဲ့လိုမျိုးပေါ့နော်လုံးဝနဲ့ကြတော့လေတခါကျရင်ဟိုကိုနေတတ်တဲ့ပုံစံနဲ့ပဲကိုနေလိုက်တာများပါတယ်အဲ့လိုပုံစံကြောင့်မဖြစ်ပါဘူး ကိုမြရဲ့ဒါလူတွေပြိတ္တတွေတော်တော်များများမသိသေးရဲ့ဇယိုက်လေးဆိုတော့အဲ့ပေါ်အဲ့လိုလေးရှိတယ်ကျွန်တော်အဲ့လိုအဲတခါကျရင်အရင်အစနောက်တန်လိုက်စိတ်ပျော်နေတာတကယ်ချင်းနဲ့အခုတကယ်ချင်းရင်းနေတွေ့ရဲ့အဲ့လိုလိုက်စားတာပေါ့နော်တချို့လိုက်စားတယ်အဲ့လိုပုံစံမျိုးလေးလည်းရှိတယ်ရှိတယ်ပါဆိုရင်ဒါအိမ်မပြင်ချင်တယ်လို့ဒါကခုနဲ့လူရရဲ့ပြင်ချင်တယ်လို့ဟုတ်လို့လားမပြောပါဘူးဟုတ်ကဲ့ကဲရှိတယ်ပါအဲ့လိုလေအဲ့လိုတခါကျရင်လည်းအစနောက်ပါတယ်လို့ဒါကအိမ်မွားတော့တမျိုးအိမ်မွားတော့ အခုဝယ်မထိုင်နဲ့ချစ်တော်မှာပဲပေါ့။ဘူးကတော့မြို့မြို့ပေါ့။အဲ့လိုမျိုးလဲမဟုတ်ဘူးမှာတခါရက်လဲဟိုကိုနဲ့အိုးရင်နဲ့ခင်နဲ့တိုးဆောင်နေပါလာလို့ရှိရင်လဲအတူလဲစားကိုလဲစားအဲ့လိုမျိုးပေါ့နော်။ဒါပေမဲ့အခုမှစုံနေတိုးဆောင်နေကြလို့ရှိရင်တော့အရင်ဆုံးရင်းနှီးမှုအရင်ယူရသေးရပါတော့နော်။အဲ့လိုပုံစံမျိုးလေးဖြစ်ပါဘူး။အဲ့ဆိုမင်းဖုံးရက်ကဟန်ဆောင်ကောင်းတယ်လို့ပြောရကြ။အာရှိရှိ တော့နေတဲ့ကျွန်တော်ဒီရင်းစကားလေးကကျွန်တော်တို့အခုအပိုင်းနှစ်ပိုင်းပြီးသွားပြီပေါ့နော်ကျွန်တော်တို့ hipley မှာလည်းပြနေတယ် fortune မှာလည်းပြနေတယ်ဆိုတော့အဲ sunny day တို့နေပြတဲ့ကားလေးပါအဲ့တော့ဆက်လက်ပြီးတော့ကြည့်ရှုအားပေးကြပါဦးလို့ပြောချင်ပါတယ်